မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဥစဉ်ရဲ့ဆွေတော်မျိုးတော်များအားလုံးဥစဉ်ကတော့ဣတေတိဆရာတော်ပါဒါဖုံဖုံတွေဆိုတာကကိုရောကပရိယတိလုံးမလားပฏิပတ်လုံးမလားဆိုတော့ဘာကြောင့်ပရိယတိပฏิပတ်တိလုံးရလေဆိုတော့လူဖြစ်လာတဲ့တခဏဧသေးမှာကိုက ဘုံကြီးစကားနဲ့ပြောရင်တော့အာဂန္ဓုပေါ့လေအမေးနေအိမ်ကတော့အပေလေးပုံပေါ့မရေတလေးဆန်ဗိတာအသူရကေဆိုတဲ့အပေလေးပုံဆိုတာအမေးတန်းနေတဲ့နေရာတတဝါရီအမေးနေရာအိမ်က အပေလေးပုံနော်လူပြီဆိုတာအေးသေးခဏတာရောက်လာတာအာဂန္ဓုပေါ့နော် ခဏတရောက်လာတဲ့ချိန်မှာကိုကနောက်ပြန်မလားကိုရင်ကိုကိုပြန်မလားနောက်အမြင်ကိုတက်မလားအဲ့ဒါနဲ့ပရိယတ်ဒီမြတ်စွာဘုရားသင်ပေးခဲ့တဲ့ဉာဏ်မြဲလုံးပွင့်ပြီးတော့မှဒါဒီကစင်းရေမုံအမှန်တရားဒါဒီကစင်းရေကြောင်းအမှန်တရား ဒါဆင်းရဲရှုပ်ကြောင်းအမှန်တရားဒါဆင်းရဲရှုပ်တဲ့လမ်းကြောင်းလို့မြတ်စွာဘုရားကသစ္စာ၄ပါးဟောခဲ့တာပေါ့အမှန်တရားပေါ့နော်အမှန်တရားကို ရှားဖွေကြတယ်အရင်တုန်းကလူတွေလည်းမြတ်စွာဘုရားမပွင့်ခင်ကလေးကရေငုတ်တဲ့မိလုံးတဲ့တုံခုံတဲ့နော်တက္ကတွန်းတွေနေဘူးကောင်းကြီးမှထိုင်နေတယ်အဲ့လိုပေါ့အခုထိလည်းရှိမှာပေါ့ အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင်သီလပတုပါဒံတဲ့ဥပါဒံမှာကာမှုပါဒံဒိဋ္ဌုပါဒံသီလပတုပါဒံအတ္တဝါဒုပါဒံလို့ခေါ်တာပေါ့နော်ဒါကမာယွင်ပြီးတော့မာလမ်းကြောင်းမာတော့တာပေါ့သူတို့ကဘာလိုချင်တာလဲဆိုဒီစိတ်မှာကနေတဲ့အပူပင်တွေကိုငိမ့်သက်ဖို့အတွက်တုံးခုံရင်ငိမ့်နိုင်မလားရေငုံနေရင်ငိမ့်နိုင်မလား ။နောက်မိလုံနေရင်ညိတ်နိုင်မလား။ဒီလောက်နေပူတဲ့နေရာမှာမိလုံနေတယ်။ဒီလောက်အေးတဲ့ຢာဒီမှာရေထဲမှာစိမ့်နေတယ်။ရေခေးရေထဲမှာဒါကာမကိလေသာတဏှာတွေရှုံငိမ့်တော့မလားဗော။လေ့ကျင့်ကြတာ။အဲ့ဒါဖခင်မပွင့်ခင်ကလေးကကျင့်ကြတာ။ကမြတ်စွာဘုရားပွင့်လာပြီးမှဒီသစ္စာလေးပါတရားကိုเนาะကောဒညာဝပ္ပဗတ္တိယမဟာနံ အသစီတို့ကို ဟောကြားပြီးမှကောတညာဆိုတဲ့ယဟန်ကယဟန်တော့မဟုတ်သေးပါဘူးကောတညာဆိုတဲ့ပရပိုက်ကြီးကအရင်ဆုံးမြတ်စွာဘုရားရဲ့စကားကို နားလေတော့တာ နော်ဤတိပတနာမိဂတာုံတော်မှာဓမ္မစကြာလေးမှာဒါဒုက္ခသစ္စာလို့ခေါ်တယ်ဒါသမုဒိယသစ္စာလို့ခေါ်တယ်ဒါနိရောဓသစ္စာလို့ခေါ်တယ်ဒါကမေဃသစ္စာလို့ခေါ်တယ်လို့ပြောရင်းနဲ့ ်နာနာကတရားနာပြီးတော့သာဝကတွေဆိုတာတရားနာမှာပုံပုံနဲ့တကွာအရာမဖြစ်သေးတဲ့သူ အကုန်လုံးကတရားနာတယ်တရားနာမှဘလို့မျိုးလောရမလဲသိတာကိုဒုက္ခကိုဘလို့မျိုးရှုံငိမ့်မလဲသိတာကိုမြတ်စွာဘုရားမှာအပပေါ့မြတ်စွာဘုရားကြတော့ဟောတဲ့သူလေဟိုလမ်းဖောက်တဲ့သူလမ်းကြောင်းတစ်ကြောင်းဖောက်ခဲ့တာပေါ့เนาะအမှန်တရားလမ်းကြောင်းဆိုတာဒီလိုရှိတယ် တတဝါတွေကိုဒါဘလိုမျိုးမြင်မလဲအမှန်တရားရှိနေတဲ့လူက လူတွေဒါကိုသိသိချင်တာအခုခေတ်ကလူငယ်တွေဒါကိုသိသိချင်နေအဲ့ဒါနဲ့သောတာပန်ဆိုတာဘာလဲသက္ကတာကံဆိုတာဘာလဲတရားတော်မမဲရသေးဘူးအဲ့ဒါသောတာပန်ဆိုတာဘာလဲသက္ကတာကံဆိုတာဘာလဲသူတို့သိသိချင်နေတာဖုံဖုံတို့နားလေသလိုချင်းချင်းလင်းလင်းသာဖြေရရင်ဥပမာလောကဥပမာနဲ့ဖြေကြည့်ရင် မျက်လုံးညံမျက်လုံးပွင့်နေသူကတခြားသူတွေကိုလည်းညံမျက်လုံးမပွင့်စေချင်ဘူးလားသူတို့အမှန်တရားကိုမြင်တတ်ရင်သိကုန်မှာပဲနော်ကိုကအမှန်တရားကို မြင်နေတဲ့သူကအဲ့ဒါပဲနော်အရိယာသူတော်စင်တွေသောတာပန်နဲ့တကွပုံပုံပုံတို့သောတာပန်တွေနဲ့တကွဒါဒီပုံပုံသောတာပန်လို့ပြောတာမဟုတ်ဘူးပုံပုံတို့ရဲ့ အရိယာသံဃာတော်အနေဝင် သောတာပန်နဲ့တကားဖရာအစရှိသော သူတော်စင်တွေအကုန်လုံးသည် လူတွေကိုဗာဖြစ်စေခြင်းနဲ့အမှန်တရားကိုသိစေခြင်းနဲ့အမှန်တရားကိုမြင်စေခြင်းလို့မိတ္တကံသုံးဘုံနိကေ9ရာဓမ္မခန္ဓာပေါင်း၈၄၀၀၀ထားခဲ့တာအနည်းဆုံးကသီလသမာဓိပညာ ဒါသီလစင်ကြီအောင်ငါးပါးသီလပုံပုံတို့ကလေးတွေကိုသင်တန်းပြနေတာပဲငါးပါးသီလစင်ကြီအောင်ဘလို့နေရမယ်ခိုးရင်ပါဖြစ်တတ်တယ်၊မွေတတ်တယ်ဥပမာသူများအသက်ကိုသက်ရင်ကိုလေးယောဂရတတ်တယ်၊ငရေရောက်နိုင်တယ်နော်အဲ့ဒါခိုးတာကိုတို့ကပါဏာတိခိုးတယ်၊မွေတတ်တယ်နော်ပါဏာတိပါဒကံသက်ရင်ကိုစင်ရတတ်တယ်နော်ယောဂရေများတတ်တယ် ူများသားသူများသမီးမျိုးသားမျိုးတွေကိုအစော်ကားမိရင်လူချင်းလူခင် နေတတ်တယ်နော်ဘာဖြစ်တယ်လဲမိမပန်ဒူးဖြစ်တတ်တယ်ဆိုတာဒါခုကတော့ဒီအစင်းမြင်းတဲ့ယောဂီတွေကတော့ဒါကိုကြားဖို့ပါတယ်ဖုံဖုံတို့ပြောစရာမလိုပါဘူးနော်အဲ့ဒါကလေးတွေကိုသင်တာပေါ့နောက်ကလေးတွေကိုသင်တာဘာတွေသင်လဲဖရာဆိုတာလေးသိချင်ရင်လဲကောင်းမန်းထေးမှာမန်းပေးခေပေါ့နော် ပုံပုံတို့ကအခုဓမ္မယသဆိုတာကမြတ်စွာဘုရားကဟေးဒါမြင်နေတဲ့မြင်နေတဲ့အရာဆိုတာမျက်လုံးနဲ့အစင်းနဲ့တိုက်လို့မြင်တာတော့ငါမြင်နေလို့မထင်နဲ့စိတ်ကူးနေတယ်ဆိုတာငါစိတ်ကူးတယ်လို့မထင်နဲ့စိတ်ကူးစရာအကြောင်းနဲ့စိတ်နဲ့တိုက်လို့ပေါ်တာတော့အဲ့ဒါအမြဲတမ်းမနေဘူးနော်စောင့်ကြည့်နေ အခုကအမြဲတမ်းနေတယ်လို့လို့ထင်းနေတယ်။အာငါဒီအကြောင်းအရာကိုညံနေကြရင် မရရအောင်လို့